ီမိုကရက်တစ်မြန်မာအတန် DVB ရဲ့ဆွန်လ23ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့လာမယ့်တစ်ပတ်အတွင်းလေဖိအားနဲ့ရပ်ဝန်းဖြစ်နိုင်ပြီးရေကြီးရေရှမ်းမြေပြုံမှုတွေရှိနိုင်တဲ့သတင်း ။ကလင်ကျောင်းမြန်မာပြည်ရဲ့ GDP 2.5ရာခိုင်နှုန်းကျဆင်းမဲ့လို့ကမ္ဘာပံကခံမှလိုက်တဲ့သတင်းနဲ့အင်းလေးရင်တက်လာလို့ကလင်ဘေးသင့်ပြည်သူတို့ချုပ်ခက်ကြုံနေရတဲ့သတင်းတွေနှာစင်ကြရမှာပါ။လာမယ့်တပတ်တွင်လေပြင်းအားနဲ့ရဝုံဖြစ်နိုင်တာနဲ့မြန်မာနိုင်ငံအထက်ပိုင်းမှာမိုးဆက်ရွာနေတာကြောင့်ရေကြီးရေရှမ်းတာဆေးရင်လွတ်တာဆဲကျိုးတာတို့ကိုကြိုတင်သတိပြုကြဖို့ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကဒီကနေ့ထုတ်ပြန်ပါတယ်။ မိုးလေဝသအခြေအနေအထူးသတိပေးချက်အဖြစ်ထုတ်ပြန်လာတာဖြစ်ပြီးနိုင်ငံတကာမိုးလေဝသဌာနတွေရဲ့ခန့်မှန်းချက်တွေအရကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အတင်းတင်းကနေတိမ်ထူထပ်နေပြီးမုတ်တုံလီအားကောင်းရာကနေအားအလွန်ကောင်းနေတယ်လို့ဆိုပါတယ်အထူးသတိပေးချက်အနေနဲ့လာမဲ့ဒီပတ်အတွင်းလေပြင်းအားနဲ့ရောင်းဝန်းဖြစ်ပေါ်နိုင်တာနဲ့မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာမိုးဆက်ရွာနေတာကြောင့်မြန်မာနိုင်ငံအလယ်ပိုင်းနဲ့တောင်ပိုင်းဒေသတွေမှာရေကြီးရေလျှံတာလက်တပြတ်ရေလွှမ်းမိုးတာကမ်းပါးပြိုတာနဲ့မြေပြိုတဲ့ ဲ့အန်ဒီရီကိုအထူးတတိပြုဖို့ထောက်ပြထားပါတယ်။ကမ်ဘာတလျှောက်မြို့ရွာတွေဆယ်နဲ့ရေလောင်သမန်တွေနာကမြို့ရွာတွေအနေနဲ့မိုးလေဝသသတင်းတွေကိုအထူးတတိပြုနားထောင်ပြီးရေကြီးရေရှာအန်ဒီရီနဲ့ဆယ်ရေလွတ်တာဆယ်ကျိုးတာကြောင့်ယူတရဲ့ရေလွှမ်းမှုဘေးတွေကိုကျူရင်တတိပြုရှောင်ရှားနိုင်ကြဖို့လည်းတတိပေးထားပါတယ်။ မုံတိုင်းဆဲပါဝင်တဲ့လေးစီးကျောင်းတွေကြောင့်လာမဲ့ဆွလာ22ရက်လောက်မှာဘင်္ဂလားပင်လယ်အော်အလဲပိုင်းမြောက်ပိုင်းမှာလေဖိအားနဲ့ရောင်းဝန်တစ်ခုဖြစ်လာနိုင်တယ်လို့လည်းခန့်မှန်းထားပါတယ် ။ပြီးခဲ့တဲ့မတ်လအတွင်းကတိုက်ခတ်ခဲ့တဲ့ငလျင်ကြောင့်မြန်မာနိုင်ငံရဲ့စီးပွားရေးကုန်ထုတ်လုပ်မှုထိခိုက်ခဲ့ရပြီး2025-2026ပိုင်းတည်းမှာစုစုပေါင်းပြည်တွင်းအသရေထုတ်လုပ်မှုတန်ဖိုး GDP ဟာ2.5ရာခိုင်နှုန်းကျဆင်းမယ်လို့ကမ္ဘာပံကခန့်မှန်းလိုက်ပါတယ်။ဇွန်လ12ရက်ကထုတ်ပြန်ခဲ့တဲ့စီးပွားရေးအစီရင်ခံစာတင့်မှာအခုလိုခန့်မှန်းထားတာလည်းဖြစ်ပါတယ်။အနာသိမ့်ပြီးကလေးကဖြစ်ပွားနေတဲ့ပဋိပက္ခတွေနိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ခိုင်မာအားကောင်းမှုနည်းနေတဲ့မြန်မာနိုင်ငံရဲ့စီးပွားရေးအခြေအနေဟာငလျင်ကြောင့်အထိနာခဲ့ပြီး COVID-19 ကာလမတိုင်ခင်ကစီးပွားရေးအခြေအနေအောက်ကို73ရာခိုင်နှုန်းလျော့ကျမယ်လို့လည်းကမ္ဘာ့ဘဏ်ကခန့်မှန်းထားပါတယ်။ငလျင်ကြောင့်မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးနဲ့နေပြည်တော်ကောင်စီတို့မှရှိတဲ့ပြည်သူပေါင်း18တန်းထိခိုက်ခဲ့ရပြီးအဲ့ဒီတဲကပြည်သူပေါင်း9တန်းဟာဆိုးဆိုးရွားရွားထိခိုက်ခဲ့ပါတယ်။ စွန်လ19ရက်မှာကြာရောက်မဲ့လူထုကောင်းဆောင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထောင်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ဗီဒီယိုကမ်ပိန်းကတပတ်သားလို့တော့ပေမဲ့လည်းရည်ရွယ်ထားတဲ့ဗီဒီယိုပေါင်း8000မပြည့်သေးတဲ့အကြောင်းကမ်ပိန်းဖြစ်မြောက်ရေးတရားဝင်စာမျက်နှာရဲ့ညင်ညာချက်တွေအရသိရပါဗျ။ ဗီဒီယိုဖိုင်ပေါင်း8000နဲ့ green disk စံချိန်တင်ဖို့ရည်ရွယ်ထားပေမဲ့ဇွန်လ17ရက်နေ့အထိပေးပို့လာတဲ့မွေးနေ့ဆုတောင်းဗီဒီယိုပေါင်းက2155သာရရှိသေးတယ်လို့သိရပါတယ်ပေးပို့သူတွေရဲ့လုံခြုံရေးကူဦးစားပေးတဲ့အနေနဲ့ Sun 80 Birthday Campaign Page မှာတင်ထားတဲ့ link ကိုဝင်ရောက်ပြီးမွေးနေ့ဆုတောင်းဗီဒီယိုကို upload လုပ်ရမှာ ဖြစ်ပါတယ်လူထုကောင်းဆောင်ကိုချစ်ခင်ကြပေမဲ့လည်းပြည်တွင်းမှာရှိကြတဲ့တော်လှန်ပြည်သူတွေအနေနဲ့လုံခြုံရေး internet အခက်အခဲနဲ့နှီးပညာအားနည်းချက် ချက်တွေကြောင့်နှောင့်နှေးတန့်ကြာနေတာဖြစ်ပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းကျောင်းရှင်မြို့နယ်အင်းလေးမှာကုရက်ပိုင်းတွင်မိုးဆက်တိုက်ရွာပြီးရေတက်လာတာကြောင့်ငလီပေးသိမ့်ပြည်သူတချို့အခက်ကြုံနေရတဲ့လူရွာခံတွေကပြောပါတယ်။မိုးရသည်ရေချိန်တက်ချိန်ထိဒီနှစ်ဆိုရင်မနစ်ကထက်ပိုဆိုးမဲ့အိမ်မပြီးတဲ့လူတွေကယာယီဆောက်လုပ်ထားတဲ့တဲကလေးတွေကမြုပ်နေပြီးအိမ်ကလက်သမားမရတာနဲ့ငွေမလုံလောက်တာနဲ့လို့ရွာခံတယောက်ကပြောပါတယ်။ အခုလက်ရှိမှာအီးရီပြင်းတချောကကျင်းရွာအလုံးရေတက်လာနေပြီးဂျိုးဖြူကကစေရီဖောက်ချလိုက်ရင်ရေတွေပိုတက်လာနိုင်တယ်လို့သိရပါတယ်ရှမ်းပြည်တောင်ပိုင်းကတောင်တင်းကြောင်ရွှေရွှင်ကြောင်အောင်ပန်းကလောရီဘက်မှလည်းရေကြီးတာကလန်းရေကြော်တာတွေရှိနေပါတယ်မြန်မာနိုင်ငံမှာမွေဝံပလီမျိုးစိတ်တစ်ခုထပ်မံတွေ့ရှိခဲ့တယ်လို့ State of Myanmar အဖွဲ့ကဇွန်လ10ရက်ကထုတ်ပြန်ပါတယ် မွေဝံပလေမျိုးစိတ်တစ်ကိုရှမ်းပြည်နယ်ကရင်ပြည်နယ်တနင်္သာရီတိုင်းစားတဲ့ထိုင်းနိုင်ငံနဲ့တနီးဆက်တဲ့ဒေသတွေမှာအများဆုံးတွေ့ရတယ်လို့သိရပါတယ် မြန်မာနိုင်ငံမှာမျိုးစုပေါင်း66ခုအောက်မှာမွေမျိုးစိတ်ပေါင်း66ခုရှိပြီးဒီကမ္ဘာလုံးမှာမွေဝင်ပလွေမျိုးစိတ်ပေါင်း83မျိုးရှိတဲ့အနေနဲ့မြန်မာနိုင်ငံမှာ70မျိုးမှတ်တမ်းတင်ထားနိုင်ပြီလို့သိရပါတယ်။မြန်မာတို့နိုင်ငံမှာအရင်ကမှတ်တမ်းမရှိပေမဲ့အခု၄နှစ်အတွင်းမှာ Stick of Myanmar ကနေစက်တိုက်လေးလာစောင့်ကြည့်မှုအရမြန်မာနိုင်ငံအတွက်ဒီမွေမျိုးစိတ် record 20တိတိမှတ်တမ်းတင်နိုင်ခဲ့ပါတယ်လို့ Stick of Myanmar ဖွဲ့ကမတ်ဆိုးတန်တာအောင်က TVB ကိုပြောပါတယ်။